မင်္ဂလာပါရှင်ရွှေတကားချန်တကားနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖန်တို့မလာ25ရက်နေ့အတွက်နောက်ဆုံးရမလူသားချုပ်တင်ခမန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမလူဝတာနေဖြစ်ဖြစ်ပေါ်နေသောမုန်တိုင်းများဤနောက်ဆုံးရသတင်းထုများနဲ့ထုံမုန်တိုင်းများကုန်တွင်သို့ဝင်ရောက်လာပြီးရနောက်လက်ကျန်မူလေးများမြန်မာနိုင်ငံသို့ဝင်ရောက်ပြီးဖြစ်ပေါ်လာနိုင်သည့်ရာသီဥတုခြေနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ပထမဆုံးအနေဖြင့် လာမည့်ရက်သက်သက်ပတ်နဲ့ဒီဇင်ဘာလအတွက်မူလဝတ္ထခံမှန်းချက်များကိုပြောပြပေးသွားပါမယ်။ပုံတိုင်းများဖြစ်ပေါ်နေတော့လေ။ရောက်ပြန်လေအေးများဤဖြစ်အားကြောင့်လာမည့်ရက်သက်သက်ပတ်နဲ့ဒီဇင်ဘာလအတွင်းမြန်မာနိုင်ငံ၏မူလဝတ္ထခံမှန်းချက်များကို အောက်ပါအတိုင်းတင်ပြအပ်ပါရယ်။နိုဝင်ဘာလယခုမှဒီဇင်ဘာလ၄ရက်နေ့အထိမိုးမရှိနိုင်သောဒေသများရောက်ပြန်လေအေးများဤဖြစ်အားကြောင့်ဒီဇင်ဘာလ၄ရက်နေ့အထိမြန်မာနိုင်ငံတပြည်လုံးဤပါ မိုးမရှိနိုင်ပါဘူးဘောပါပါရွာနိုင်သောဒေသကချင်းပြည်နယ်မြောက်ဖြားဒေသတွင်သာဘောပါပါရွာသွန်းနိုင်ပါသည်ဒီဇင်ဘာလ9ရက်နေ့မှလာကုန်ထိခမန်းချံလာမည့်ဒီဇင်ဘာလ9ရက်နေ့မှစတင်၍လာကုန်ထိဗီယက်နမ်သို့ဝင်ရောက်မည့်တိုင်ဖွန်းမွန်တိုင်းကြီးကိုတိုဤတရားမှုများကြောင့်ဘောပါပါလာနိုင်သောဒေသများမုံတိုင်းအီလက်ချန်မှုများသည့်အရှိလီဝဲစနေနေတူပါလာကမြန်မာနိုင်ငံ၏အရှိဘတ်ချန်နှင့်တာမိုင်းဒေသများတွင် မိုးပါပါရွာသွန်းနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊သတင်းထိုင်တိုင်း၊ရန်ကုန်နယ်အယောက်ဒီတိုင်းတောင်ပိုင်းဒေသများ၊စသည့်အဆိုပါဒေသများတွင်မိုးကြီးဖို့ရန်မရှိကြောင်းခံမှန်းရပါတယ်။ရာသီဥတုအေးရင်၆တွေ့သောကာလာတို့ဥတီနေတော်လဲ။တောင်ပိုင်းဒေသချို့တွင်မိုးဖွဲဖွဲရွာသွန်းနိုင်သည်ကိုသတိပြုစေလိုပါတယ်ရှင်။ ဆက်လက်ပြီးပလဲပြင်းမှထူခြားသောအခြေအနေများကိုပြောပြပေးသွားပါမယ်။ကပလီပလဲပြင်းတောင်ပိုင်းမလက်ခရီလဲကြားတွင် လေပြင်းအားနဲ့ရဝင်းဖြစ်ပေါ်လျက်ရှိပြီးအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေလျားကနိုဝင်ဘာလ24ရက်နေ့တွင်အကောင်းသောလေပြင်းအားနဲ့ရဝင်း depression ဖြစ်လာပြီးရနောက်အနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေလျားက48နာရီတွင်ပုံမအကောင်းလာနိုင်ပါသည်။ဤလေပြာနယ်ရဝင်းကို JTWC မှ Invest 95B အဖြစ်သတ်မှတ်ထားပြီး ဆက်လက်ဆောင်ကြည့်လျက်ရှိပါသည်။နိုမာလာ24ရက်နေ့ညပိုင်းတွင်ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကိုဖြတ်ကျော်တိုက်ခိုက်နိုင်မည်လေဖိအားနေရဝင်သည့်နိုမာလာ26ရက်နေ့နေ့လယ်တွင်တောင်တရုတ်ပလဲတွင်သို့ဝင်ရောက်လာနိုင်ကြောင်းအနာဘတ်သို့ဆက်လက်ရွေ့လျားပြီးတောင်တရုတ်ပလဲတွင်ပုံမအားကောင်းလာကတိုင်ဖုန်းမော်တိုင်းဖြစ်လာနိုင်ကြောင်းသင်္ချာပုံစံပြုမော်တယ်များမှခန့်မှန်းထားပါသည်။နိုမာလာ28ရက်နေ့တွင်အိန္ဒိယနိုင်ငံတောင်ပိုင်းသီရိလင်္ကာကျွန်းအနာဘတ် ်မင်္ဂလာပင်လယ်အော်အရှိတောင်ပိုင်းနဲ့တောင်တရုတ်ပင်လယ်တို့တွင်အားကောင်းသောမုန်တိုင်းများဖြစ်လာနိုင်ပြီးရင်းမုန်တိုင်းအလုံးသည်အိန္ဒိယနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့အပေါ်တွင်သာတည်ရောက်မှုရှိနိုင်ပြီးမြန်မာနိုင်ငံအပေါ်တည်ရောက်နိုင်ခြင်းမရှိပါဆက်လက်ပြီးမုန်တိုင်းမိုးတဲထက်စွာရသွန်ခြင်းကြောင့်မြေကြီးခြင်းသတိပေးချက်များနှင့်မြေကြီးခြင်းများကိုပြောပြပေးသွားပါမယ်ယနေ့24ရက်စက်တလ2025ရက်နေ့နနက်6:00ခွဲအချိန်တိုင်တာချက်မြေကြီးခြင်းတွင်တင်ပြပေးလိုက်ပါတယ် ညချီနာမြေကြီးတလမခန့်ပြန်ကြမိခညနေမှ12နာရီတွင်ညချီနာမြို့ဤမိခမြင့်ဆုံးပူချိန်28.4ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးပူချိန်15.3ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်ရှင်ညချီနာမြေကြီးသည်ဆွေရင်မတ်1200စင်တီမီတာသို့ရောက်ရှိရန်940စင်တီမီတာ32ဘီနီနီခန့်အလိုရင်းရောက်ရှိနေပါတယ်ညဤအတဲကြပုံမှန်ဤထားခန့်မှာရှိနေပါမယ်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ် ။အီယာဝတီမြစ်အထက်ပိုင်းမှာမိုဟာနိုင်ငယ်ရှိနေပါတယ်။ရန်ဖန်ရန်ခါအီယာဝတီမြစ်စွန်ထက်ပိုင်းမှာနေရာကွက်၍မိုဟာသွန်းချင်းများဇက်တိုက်နေပါလာနိုင်ပါပြီ။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အီယာဝတီမြစ်အထက်ပိုင်းမိခမြင်းနဲ့မိခမြဝန်ဒေသများမှာမိုးတိမ်တာဖြစ်ထွန်းမှုအားနိုင်ငယ်သာရှိနေပါတယ်။ ။အီယာဝတီမြို့ကိုတခြားနဲ့ချင်းနှင်းမြို့ကိုတခြားမြေကန်နီမြင်းနှင်းဒေသများနဲ့မြင်းနှုစုများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနှင့်ရေလုသားများအီယာဝတီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရစေ။ချင်းနှင်းမြစ်ရဲ့ချင်းနေကန်တီမြစ်ရဲ့အတက်ကြမရှိရတဲ့မနေ့ကညနေမှ12နာရီတွင်မုံရွာမြစ်ရဲ့နလမခက်ထက်ကြမနေ့ကညနေမှ12နာရီတွင် ခန်တီဟိုမလင်းဖောင်ပြေမျိုးနဲ့မော်လိုက်မျိုးတို့မြည်များပြပြချင်းဆက်လက်ကြဆင်နေပါဦးမယ်။ကလေးဝါမင်းကင်းကဏီမျိုးနဲ့မုံရမျိုးတို့မြည်မှာပြပြချင်းဆက်လက်ကြဆင်နေပါဦးမယ်။အီယာဝတီမြည်ချင်းနဲ့ဗမောရွှေကူကတာထီချိုက်တပိတ်ချင်းမန္တလေးဇကိုင်းမြင်းမူညာဦးပခုတ်ကူကြမင်းဘူးမက်ကွေးအောင်လန်းပြီစိတ်တာဟင်္ဒရာမျိုးနဲ့ဇလုံးမျိုးတို့မြည်များပြပြချင်းဆက်လက်ကြဆင်နေပါမယ်။ ။အရာဝတီမြင့်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ရှင်။ထူခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးနဖတ်မလို့တာချိန်နေဘလို့ရှိမလဲ။ဘင်္ဂလားပြည်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အချိန်နဲ့သိစိတ်ကိုကြည်လိုက်ကြရအောင်။2025ခုနှစ်နိုမာလာ24ရက်နေ့ညနေ6:00ချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပြည်အခြေအနေ ယနေ့မြန်မာစံတော်ချိန်စံတိုင်းခွဲချိန်အတိုင်းထွားချက်များအရကပလီပလဲပြင်တောင်ပိုင်းနှင့်ရင်းနှင်းဆက်ဆက်လျက်ရှိသော မလက်ကာရီလက်ချာနီရင်းဖြစ်ပေါ်နေသောအာကောင်းသောလေပြားနယ်ရဝန်းသည်ဆက်လက်တည်ရှိနေပါသည်။အဆိုပါအာကောင်းသောလေပြားနယ်ရဝန်းသည်အနာအနာများဘက်သို့အီလျာနိုင်ပြီးပုံမအားကောင်းလာကဘင်္ဂလားပလဲအော်ရှိတောင်ပိုင်းနှင့်ရင်းနှင်းဆက်ဆက်လျက်ရှိသောကပလီပလဲပြင်တောင်ပိုင်းတို့၌မုန်တိုင်းကဒီပရက်ရှင်ဖြစ်သို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ ဘင်္ဂလားပြည်အောင်မြောက်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပလဲပြင်းနေ။ကျန်ဘင်္ဂလားပြည်အော်တွင်တိမ်အသင်းအတင်းမှတိမ်ထူထန်နေပါသည်။မနက်ဖန်တနက်ထိခမန်းချက်သတင်းတိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရမည်။ရွာရဲရာနှုန်း80ဖြစ်ပါသည်။နေပြီးတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကရားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်အများအားဖြင့်သာယာပြီးကျန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင် တင်အတင်တဲ့ဖြစ်ထွန်းပါမည်နေပြီးတော့အများအားဖြင့်တာယာမည်ရန်ကုန်ကပ္ပအေးအများအားဖြင့်တာယာမည်မန္တလေးတင်အတင်တဲ့ဖြစ်ထွန်းမည်ဘက်ကိုတင်အတင်တဲ့ဖြစ်ထွန်းမည်မကွေတင်အတင်တဲ့ဖြစ်ထွန်းမည်ဟုံမလင်တင်အတင်တဲ့ဖြစ်ထွန်းမည်မုံရအများအားဖြင့်တာယာမည်တဝဲနေရာကွက်ကြားမုတ်တိချုံရမည်ပသိမ့်တင်အတင်တဲ့ဖြစ်ထွန်းမည် မြစ်ကြီးနာနေရာွက်ကြားမုထစ်ချုံရမည်လိုက်ကောအများအားဖြင့်တာယာမည်ဖအံတင်တင်တင်ဖြစ်ထုံမည်ဟာခာအများအားဖြင့်တာယာမည်မော်လမြိုင်တင်တင်တင်ဖြစ်ထုံမည်စစ်တွေတင်တင်တင်ဖြစ်ထုံမည်လာရှိုအများအားဖြင့်တာယာမည်တောင်ကြီးတင်တင်တင်ဖြစ်ထုံမည်ကျိုင်းတုံတင်တင်တင်ဖြစ်ထုံမည်မုထိတ်တော်ဖြစ်ပေါ်မူခြင်းနေ တရင်တိုင်းတိုင်းဒေသကြီးတွင်မိုးတိမ်တာများဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးဆိုပါမိုးတိမ်တာများရွေလျားရနေရာတခြားတွင်မိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့ရက်အတွက်ခံမှန်းချက်နေပြီးတော့ကြားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညပူချိန်များအနေငယ်လျော့နေနိုင်ပါသည်။ နေပြည်တော်နဲ့ညီတော်အတွက်မနက်ဖြန်နဲ့ထိခံမှန်းချက်အများအားဖြင့်တာယာမီရန်ကုန်မြို့နယ်ညီတော်အတွက်မနက်ဖြန်နဲ့ထိခံမှန်းချက်အများအားဖြင့်တာယာမီမန္တလေးမြို့နယ်ညီတော်အတွက်မနက်ဖြန်နဲ့ထိခံမှန်းချက်တိမ်သိမ့်တဲ့ဖြစ်ထုံးမီနောက်ဆုံးအနေဖြင့်ပလဲပြင်းခီးသွားများအတွက်မလို့သားခံမှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်မြမပလဲပြင်းဗုဒ္ဓမာကွေမွန်တင်းသားကရန်တရှောင်းနဲ့ကဲလွန်ပလဲပြင်းတို့တွင်ရံဖန်ရံခါမိုးသက်လီပြင်းများကြောက်ပြီးလိုင်းကြည့်ပါမယ်။ မိုးတက်လီပြင်းကြဆင်းရေပြင်းပြင်းလေးသည်တနိုင်းလျင်35မိုင်အထိတိုက်ခတ်နိုင်ပါသည်။လှိုင်းမြင့်မှာမုတ်တမကွေမွန်တင်းတိုင်ကန်တဲ့တခြားနေကဲလွန်ပလဲပြင်းတို့တွင်ကိုးပေမှ၁၁ဘီခန့်ရှိနိုင်ပါသည်။ကျန်မြမပလဲပြင်းတွင်လှိုင်းတင်းတင်းရှိမည်။လှိုင်းမြင့်မှာမြဝကျုံမရခိုင်ကဲရန်တခြားနေကဲလွန်ပလဲပြင်းတို့တွင်၆ဘီမှ၁၀ဘီခန့်ရှိနိုင်ပါသည်။ဟုတ်ကဲ့ပါရှင်ခုတင်ဆက်ပြီးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။ နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြစမ်းမရွှင်လန်းကြပါစေရှင်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်။သွားပေးခဲ့ကြပါဦး